အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီရင်ဆီယာမင်းပိုင်ဆိုဖြစ်ပါတယ်ကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေဗုဒ္ဓဂူသာသမီအားလုံးအတွက်23ရက်စက်တလ2025ကနေ29ရက်စက်တလ2025အတွင်းမှာကျုံရရမယ်တပတ်စာကညမဟောခွင့်ကိုကနတခုချင်းစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေဗုဒ္ဓဂူသာသမီတွေအဲဒီတပတ်တာကာလမှာဘလူကန်တရားလေးတွေကျုံရရတယ်လေပေါ့နော်အဲ့တော့ရံအတိုက်ခိုက်တွေစူးစမ်းရတဲ့ဟာတွေပေါ့နော်အဲ့ဒီဟာတွေကိုအောင်မြင်စွာကျော်လွှမ်းနိုင်တဲ့အနေအထားလေးတွေရှိလာပါလိမ့်မယ် ဘလောက်ပဲကို့ကိုဖိနေခဲဖိနေခဲဒီကာလမှာပြန်ပြီးတော့노ထလာပြီအရင်တော့ဘဝတွေဘလောက်ပဲတည်ခဲ့တည်ခဲ့ပေါ့နော်ဒီကာလမှာတက်ကနေပြန်ဆပြီးတော့အောင်မြင်မှုတွေကိုပြန်လဲရှာဖွေနိုင်မဲ့အနေအထားမှာကျောင်းဝမှာဖြစ်တဲ့အတွက်ဒီတစ်ပတ်ကာလဒီဘုဒ္ဓကုသာသမိတွေအတွက်အမရံကံကောင်းတဲ့ရက်တစ်ပတ်ကာလလို့အဲတက်မှန်မှာပေါ့နော်ကျွန်တော်ဒါကိုတင်စားပြီးတော့အဲတေဝါပြန်လို့တော့မှအဲ့လိုမျိုးကောင်းတဲ့တက်မှာပေါ့လေနော်ဆိုတော့ပြန်ပြီးတော့ဘဝတစ်ခုပြန်လဲအဆပြုံးမဲ့ကာလတွေမှာပါတယ်ကိုစုံစုံနာခဲ့တဲ့ဟာတွေကိုအနစ်နာခံခဲ့တဲ့ဟာတွေကိုပြန်လဲရရှိပိုင်ဆိုင်ဖို့အခွင့်ကောင်းတွေပြန်ပေါ်လာမှာဖြစ်တဲ့အတွက်ဝမ်းသာဖို့ကောင်းတယ် အလုပ်လုပ်ခေါင်းစဉ်တက်ပြီးပြောမယ်ဆိုရင်ဒီကာလမှာအလုပ်တစ်ခုလုပ်ပြီးဆိုရင်အဝင်နှန်းနေတာဖြစ်ခဲ့မယ်ဆိုရင်ရာထူးကြီးကြီးမားမားတိုးတက်တဲ့အနေအထားတွေလှစားတွေပါတိုးမယ်ဆိုတဲ့အနေအထားတွေကျွမ်းဝတ်တဲ့ game ရှိတယ်တချို့အနိုင်ငံဝင်နှန်းနေဆိုလို့ရှိရင်ဒီကာလမှာအကြီးကဲရာထူးတွေရရှိပိုင်ဆိုင်တာမျိုးတွေအစားဖြစ်တဲ့ game တွေရှိတာပေါ့နော်ဝမ်းသာဖို့တော့ကောင်းတယ်တစ်ဖက်မှာဘလောက်ပဲရှိတစ်ဖက်မှာလည်းအတိုက်ခိုက်တွေကတော့ရှိနေတယ်မပေါ့ငေါ့ဘို့လေအထူးသဖြင့်အလုပ်ထဲမှာလှုပ်ဖို့ကင်ပတ်အချင်းချင်းမန္တလေးတိုက်ခိုက်တာလေးတွေဖြစ်တတ်တယ်အထက်ကိုဂုံးတိုက်တာတွေဗားရင်းညာတွေဖြစ်တတ်တယ်အထက်အောက်ကြားတဲ့သွားညက်တာလေးတွေ အဆုဘွားတွေနဲ့ဝိုင်းဝန်းဒုက္ခပေးတာမျိုးတွေဖြစ်တတ်တယ်။ဒါပေမဲ့ဘာမှတော့စိတ်မပူပါနဲ့။ဘလောက်ပဲအခက်ခဲတွေပဲကြုံကြုံနောက်ဆုံးမှာတော့ကိုကအနိုင်ရမယ်ဆိုတဲ့ဂိမ်းထဲမှာပါတဲ့တို့ကအဲဝမ်းသာဖို့ကောင်းပါတယ်ဗျာနော်။ကိုပိုင်စီဝိုင်းတကူစတဲ့အကောင့်တွေဖော်မယ်ဆိုရင်လည်းဒီကလာဒီအကောင့်ဆုံးကလာတွေမှာပါပါတယ်။လှုပ်စေခြင်းနဲ့ကျွန်တော်တို့ကိုပိုင်စီဝိုင်းလုပ်ရင်ဘုဒ္ဓခူသားသမီးတွေကပို့ပြီးအကျိုးပေးတာတွေ့ရပါတယ်ဗျာနော်။ဆိုတော့တယောက်တည်းအားနဲ့မရဘူးဆိုရင် စုပေါင်းဆက်ပေါင်းလုပ်ရဲ့ကိစ္စတွေကလည်းအကျိုးပေးတဲ့ဂိမ်းထဲမှာပါနေတော့ဖြစ်တဲ့အတွက်စုပေါင်းဆက်ပေါင်းဆက်လို့ရှိရလုပ်ငန်းလေးတွေလုပ်လို့ရပါတယ်။ လောက်ဝတက်တဲ့ဂိမ်းထဲမှာလည်းသွားပါပါတယ်။စောင့်လုံရင်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေလို့အရန်အကျိုးပေးတာပေါ့ဗျာ။နော်။အဲ့တော့ကားဝက်ရှော့တွေပါလေလုပ်မလားအကျိုးပေးတယ်။ခရီးသွားလုပ်ငန်းတွေလုပ်မလားအကျိုးပေးတယ်။အစားအသောက်စားသောက်ကုန်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေလုပ်မလားစားသောက်ဆိုင်တွေပါလေဖွင့်မလားအကျိုးပေးတာပေါ့။ဖြစ်နိုင်ရင်ဈေးုံဈေးကနေထောင်းအဲဈေးဆိုင်တွေပါလေဖွင့်ပါ။ဒါအကျိုးပေးတယ်။အဲဆက်သုံးစီရောင်းဝယ်ရေးတို့စောင့်စီရောင်းဝယ်ရေးတို့နော်စံပွဲရုံတို့စပွားပွဲရုံတို့ပဲပြောင်းပွဲရုံအဲ့လိုပွဲရုံပွဲကအလုပ်ငန်းတွေပွဲသားအနေနဲ့လုပ်တာတွေကဒီကာလမှာဘုရားကူတာသမီးတွေအတွက်အမှန်အကျိုးပေးတယ် ်လုတ်ပြောင်းနဲ့လုတ်ဆွေးခြင်းနဲ့တို့ချက်ပွဲသားတွေဆိုရင်ဒီကလာမှာအဲမြေရောင်းဝယ်တွေပေါ့နော်အိမ်ရောင်းဝယ်တွေခဏခဏဒဝဲဒဝဲလုံးလကူတက်ပြီးတော့စုကြည့်လိုက်ကြီးအဲပွဲသားကတွေမျိုးမျက်မျက်ရရှိပိုင်ဆိုင်တက်တယ်ဆိုတော့အနေထားဒီပါကျွန်တော်တက်တဲ့ကိန်းမှာပါတဲ့တို့ကအမရန်ဝန်တာဖို့ကောင်းပါတယ်ငွေချင်းနဲ့ပတ်သက်လို့ရှင်တော့ဒီကလာမှာငွေချေးကန်လေးကလက်ပိုက်တဲ့ကိန်းတော့ကျွန်တော်မမြင်ဘူးပေါ့အဲဒါပေမဲ့လို့တခုရှိတာကရရရှိတဲ့ပတ်စံလေးတွေကနည်းနည်းမြုပ်နေတာလေးတွေအဲရင်းနှီးတဲ့ငွေချေးလေးတွေကအချက်ချင်းမပေါ်ဘဲနဲ့စိုင်းကနေတာမျိုးလေးတွေဖြစ်တဲ့ဟာ ငွေကြေးတွေနည်းနည်းလေးကျန်းဖြစ်သွားတာမျိုးလေးတွေကြောင့်တည်းတယ်ဂယုဆိုင်မှာဟိုယင်းနိမြုံနန္ဒာလိုပတ်စံတွေအဲ့ထက်တမှာအလုပ်ထက်မှာမြုပ်နေတာမျိုးလေးတွေပတ်စံအရာနည်းနည်းလေးနည်းနေတာမျိုးလေးတွေသွားဖြစ်ရတဲ့ဂိမ်းပါမယ်အဲ့တော့ရှိတာလေးတွေဘယ်လိုပြောမလဲထပ်ထပ်ပြီးတော့နည်းနည်းစိုက်နေရတဲ့အနေအထားလေးတွေကြောင့်တည်းတယ်အဲ့လိုစိုက်ရတဲ့အနေအထားလေးတွေရှိတဲ့အခါမှာရွှေတယ်ပစ္စည်းလေးတွေပါလေးတွေရှိရင်အပေါင်းအညာဝါဒတွေရောင်းထုတ်ရတာမျိုးလေးတွေဖြစ်ရတယ်တချို့ကားတွေပါလေးဆိုရင်ရောင်းရတဲ့ဂိမ်းလေးတွေရှိပါတယ်တချို့တွေဆိုရင်ကအဲရောင်းပြီးတော့မှအစ်စ်ပြောင်းဝင်ဖို့လုပ်တဲ့သူတွေတွေကအစားကျောင်းရတဲ့ဂိမ်းတွေမှာပါတာပေါ့လေနော်ဆိုတော့ အဲ့တော့ဒီကလာမှာငွေချင်းအရာတက်နိုင်လို့ရှိရင်အိမ်ပြင်ရလို့ရတယ်အိမ်ဆောက်လို့ရတယ်အိမ်ဝယ်လို့ရတယ်မြေဝယ်လို့ရတယ်နော်အလုပ်တစ်ခုစတင်အကောင့်တွေပေါ်လို့အကောင့်သုံးတော့ကလာတွေမှာပါတယ်လှုပ်ရှားလှုပ်ဆရာရှိတာတွေကိုရဲဝင်ဝင်စောက်ချပြီးလှုပ်ပြအောင်လုပ်ပေးပါအဆင်ပြေပါတယ်ပြီးတော့ပြည်ပထွက်မဲ့လူတွေထဲမှာပညာရေးနဲ့ပတ်သက်ပြီးတော့အဲနိုင်ငံမှာအကြောင်းသားတက်မဲ့ဆိုတဲ့သူတွေဒီကလာမှာအများဆုံးသွားဖို့အတွက်ကံရဲထောက်ပံ့မှုတွေရရှိပိုင်ဆိုင်လိမ့်မယ်တင်နာအစ်ထပ်ပြီးတက်ကြတာအကြောင်းတွေထပ်ပြီးတော့နေရတာနော်စောင်းမွေးတွေဖြီးလို့ရှိရင်အောင်မယ်ဆိုတဲ့အနေထားတွေကြုံနေတဲ့အတွက်ပညာရေးနဲ့ပတ်သက်ပြီးတော့လည်းဘာမှစိတ်ဝူစရာမလိုဘူး လက်ညှိုးညာရေဖြစ်မဲ့ဆိုတဲ့ကိစ္စမှာသွားပါတာပေါ့လေဝမ်းတော်ဘုကောင်းပါတယ်တခုရှိတာကဗုဒ္ဓဂုသာသမီတွေဒီကလာမှာလူတွေရဲ့တိုက်ခိုက်မှုတော်တော်လေးပြင်းထန်ထန်ခံရတဲ့ကိစ္စမှာပါတယ်လူလိန်ခံရတဲ့ကိစ္စရှိတဲ့အတွက်ဘသူဘသူမှအဲမယုံနဲ့ပေါ့လေနော်အရင်ဆုံးသူတွေရဲ့နောက်ကျောဓာတ်နဲ့ထုံးမှုတွေကြုံရတဲ့တယ်ပြီးတော့လူရင်းလူယုံဒုက္ခပြတတ်တယ်ပေါ့မိသားစုဆွေမျိုးညီကောင်မောင်နှမတွေရဲ့ဝမ်းဝင်ဒုက္ခပေးမှုတွေသာသမီကြောင့်ဆင်းရဲဆိတ်တော့ရောက်ရတာမျိုးတွေအောက်လက်ငယ်သားတွေဝန်ထမ်းတွေမမြဲတာတွေဝန်ထမ်းတွေအစ်စ်ခေါ်လို့မရတာတွေကြောင့်ဆင်းရဲဆိတ်ဆင်းရဲရတာမျိုးတွေ ်အဲဒါမျိုးတွေအားစားကြုံရတဲ့ဂိမ်းတွေရှိတယ်အောက်လက်ငယ်သားတွေရဲ့စက်ရှင်တော်လုံးမှုကောင်းကောင်းရင်ဆိုင်မဲ့ဂိမ်းရှိတဲ့အတွက်အထူးသတိထားပြီးမပေါ်ဆက်ပါနဲ့နော်အဲဗော့ဒ်ကူတာသမီးတွေဒီကာလမှာဗော့ဒ်ကူနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကိုယင်းနှီးမြှုပ်နှံပြီးတော့လုံးဝမလုပ်သင့်ဘူးဘတ်ကူနာဆိုတော့ရွှေနဲ့ပတ်သက်ပြီးအယောင်ဝယ်လောက်တာမျိုးတွေဒီကာလမှာမလုပ်သင့်ဘူးပြန်နော်ရွှေပြီးတော့ရေတုံပစ္စည်းတို့ရေတန်းတို့ရွှေတူတာတို့ရေနံတူတာတို့ဒီကာလမှာလုပ်လို့ရှိရင်မြုပ်ကြသွားတာမျိုးတွေဖြစ်တဲ့ကိန်းရှိတယ်လုံးဝမလုပ်ပါနဲ့နော်ပြီးတော့အလုပ်တွေပါတယ်သူတွဲဖက်လုပ်ပတ်တဲ့ခိုင်မှာလဲ စတန်နေသားသမီးဘုရားသားသမီးတွေနဲ့ပူတဲ့အတိုင်းမျိုးမျိုးဘယ်တော့မှမလုပ်ပါနဲ့ဒီကလာမှာအကျိုးမပေးဘူးပေါ့လေစတန်နေဘုရားအဲ့ဒီနေ့နဲ့ကိုအကြောင်းပြုပြီးစိတ်ပင်မလူပင်မပြဿနာလေးတွေဖြစ်တတ်တယ်အခါမသိရင်ရောဂါရောပြဿနာဖြစ်တာမျိုးတွေကြုံရတတ်တယ်နော်ဂယုဆိုင်ပေါ့ကျမကြီးနဲ့ပတ်သက်လို့ရှိရင်တော့ဘုရားသားသမီးတွေလေဘင်းတို့ရင်သားတို့ဝမ်မိုက်တို့နဲ့ပတ်သက်တဲ့ရောဂါတွေတွေဖြစ်တတ်တယ်တခြားဂယုဆိုင်ပေးမယ်လက်တွေပါတယ်နာနာကြိုက်တာလေးတွေဖြစ်တဲ့လေနဲ့ပတ်သက်တဲ့ရောဂါတွေဒီဒုက္ခပေးတဲ့ဂိမ်းပါတဲ့အတွက်မပေါ်ဆက်ပါဘူးပေါ့နော် ခြေလေးကြောင့်လည်းအတက်နိုင်တော့ရှောင်ပြအောင်ရှောင်ပြရမယ်ကျမညာလို့စီအောင်စီကံပြရင်ကြာတာရိသသမီးဆီအောင်ဝင်နေပဲပြပေးပါနော်အဲ့တော့ဘုရခုသသမီးတွေဒီကလာမှာတစ်ဖက်မှာကောင်းတာလေးတွေရှိသလိုတစ်ဖက်မှာလည်းအညံ့လေးတွေရှိတယ်အဲဟိုဘက်ဒီဘက်ရောနေတယ်ပေါ့နော်ဒါပေမဲ့ဘလောက်ပဲအညံ့လေးတွေကြုံကြုံမှာအဲ့ကြုံတဲ့အညံ့လေးကိုကောင်းစွာကျော်လွှားနိုင်တဲ့အနေအထားတွေရှိတဲ့ဖြစ်တဲ့အတွက်ကံကိုယ့်ဘက်မှာရှိပါတယ်ဒါပေမဲ့တစ်ခုခုအောင်မြင်မှုအတွက်ဆိုရင်အသေးအတန်တိုက်ခိုက်ပြီးတော့မှရက်တက်တဲ့သဘာဝရှိတယ်ပြပြလည်းအေးအေးချမ်းချမ်းလေးတံမီးရတာမျိုးတော့မဟုတ်တတ်ဘူးပေါ့နော် ဲ့တော့အခက်ခဲကြုံတိုင်းဘာမှဆက်မပူနဲ့ကိုအနိုင်ရမယ်ဆိုတာကိုသိတဲ့အတွက်ရေရဲဝင်နဲ့ရှစ်လို့ပြီးလောက်ပါလို့အကြံပေးပြရစီအဲဘုရူသားသမီးတွေအခြေအိမ်အောင်နဲ့ပတ်သက်လို့ရှင်တော့အိမ်အောင်ရှိတဲ့သူတွေဆိုရင်ဒီကလာမှာအိမ်အောင်တွေပါတယ်ကွက်တတ်တယ်ဗျကွက်လို့ရှင်နှမျိုးကွက်တာပေါ့တမျိုးကကြတော့တယောက်တည်းနေရာဒီခွဲနေရာချင်းနဲ့ကွက်တတ်တယ်တမျိုးကတော့လုံးဝအဆင်မပြေပါဘူးဆိုပြီးတော့အဲစာရွက်စာနာနဲ့တရားဝင်ကွာရှင်းပြီးကွက်တာလေးတွေဖြစ်တဲ့ဂိယူဆိုင်ပေါ့နော်တနင်္ဂနွေတို့တောက်ကြလို့ဆိုရင်ကိုစီရနေလုံးဝထွက်သွားတာမျိုးတွေဖြစ်တဲ့ကိန်းရှိတယ်နော်ဂယူဆိုင်ပေးပါ စနေသားသမီးဆိုတော့ထွက်လာမေးလည်းမထွက်ဘူးအဆင်ပြေလာမေးလည်းမပြေဘဲနဲ့တလူတော်တော်ဒုက္ခတွေပေးတတ်ပါတယ်ချစ်သူမရှိတဲ့သူတွေကတော့ချစ်သူအသေးကြတတ်တဲ့ဂိမ်းကြီးရှိပါတယ်ကောင်းပါတယ်ဗျာနော်ဟိုချစ်သူရှိတဲ့သူတွေဆိုလည်းအိမ်တော်တွေပါကြတတ်တယ်ပြီးတော့အချစ်အိမ်တော်ကြီးမှာသုံးမွေဆန်ပြဿနာတွေကြုံပြီးတော့အနောက်ရှက်လေးတွေအတင်းတိုးဝင်လာတာမျိုးတွေဖြစ်တဲ့အခါမှာရှစ်တဝါခါနောက်ဆဝါခါတွေနဲ့အခမ်းမသိရင်ရုံောက်ခရောက်ပြဿနာတွေဖြစ်ရှင်းရတတ်ပါတယ်မပေါ်ဆက်ပါနဲ့နော်နော်မလာ24 25 26 29 28 29အမှန်တန်ကောင်းတယ်ဗျ။စိုင်းကနာတဲ့လုပ်ငန်းတွေကိုပြန်လဲဆောင်ရွက်လို့ရတဲ့အနေအထားလေးတွေရှိမယ်။ အတက်ပညာတွေကိုသင်ယူတက်မြောက်ရတဲ့အနေအထားသင်တန်းတွေပါတက်ရတာတွေအစားပေါ့နော်အဲဒါမျိုးတွေအစားကြုံရတတ်တဲ့ကိန်းတွေရှိတယ်အရှုံးပေါ်နေတဲ့လုပ်ငန်းတွေပြန်ပြီးတော့အကျိုးများရပြီဆိုတဲ့သတင်းစကားလေးတွေကြုံရကြားရတာဖြစ်လိမ့်မယ်အမျိုးသမီးမိတ်ဆွေတွေကနေအကူအညီကောင်းလေးတွေရရှိပိုင်ဆိုင်လိမ့်မယ်အင်္ဂါနာနဲ့ပတ်သက်တဲ့လုပ်ငန်းဆောင်တော်တွေကနေအကျိုးများများစွာရရှိပြီးတော့လူမျိုးသားဘာသာကြားတွေရဲ့အကူအညီဆောက်ရှောက်မှသာမှုတွေရရှိပိုင်ဆိုင်လိမ့်မယ်ပြည်ပနိုင်ငံခီးသွားတဲ့ကိန်းတွေပါတာတွေ့ရတယ်အဲ노မ23ကတော့နည်းနည်းလေးအညံ့ရှိပါတယ်အထူးသဖြင့်ဒီကာလမှာဒုက္ခပင်းလူတွေဒုက္ခပေးတာဖြစ်တဲ့ အဲ့လူကလည်းအဝေးရသူတွေမဟုတ်ဘူးအရင်နှီးဆုံးသူတိုင်နေနေတဲ့သူတွေဖြစ်စေမိတ်ဆွေရင်းချတွေဖြစ်စေလူရင်းလူုံတွေဖြစ်စေပေါ့နော်ဒုက္ခပေးမယ်လူမှုရေးနဲ့ပတ်သက်တဲ့ပြဿနာအရှုပ်တွေဖြစ်ပြီးတော့တိကျလာတဲ့ကိုယ့်ရဲ့နာမည်ဂုဏ်သိက္ခာလေးတွေထိခိုက်ပျက်စီးတတ်တယ်အထူးသတိထားပါမမေ့ပါနဲ့အဝတ်ထည်တွေမလိုအပ်ဘဲမဝယ်ပါနဲ့နော်ခိုက်တတ်ပါတယ်အဲ့တော့ဒီကလာမှာကံတရားရဲ့ထောက်ပံ့မှုအပြည့်အဝရအောင်အပြာရင်အောင်မိကိုအောင်ပန်းအောင်အဖြူအောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါကြာပန်းမင်းမြုပ်ပန်းကံမာပန်းစပယ်ပန်းအဲ့ဒီပန်းတွေကို မိမိတို့ယုံကြည်ကိုးကွယ်တဲ့ဘုရားမှာဘုရားမှန်ကတာဖြစ်စေအဲနေအဲ့ကနေမှာအလပေါင်းထိုးတဲ့နေရာမှာပဲဖြစ်စေပြုလို့တုံဆွဲပေးပါအဲ့တော့ဘုရားဟူသားသမီးကျွန်တော်မိတ်ဆွေတွေဒီကရမှာကျောင်းနဲ့အညံ့တွေกินပြီးတော့ကောင်းတဲ့ကံတွေပို့ကောင်းဖို့အတွက်ရေရာအနေနဲ့ဘယ်လိုလုပ်ရမလဲဆိုတော့အနောက်ရက်ကိုမျက်နှာမူမယ်စတန်လေးကိုရှစ်ဆုပ်ဆုပ်ပြီးတော့ရှစ်ပုံပုံပြီးတော့စာကလေးကလေးတွေကြက်လေးတွေပွဲစိတ်လေးတွေကိုဒါနပြုကျွေးပြီးတော့လူကျင်တဲ့စုလေးတွေစနာပြုစုတော်ခြင်းအားဖြင့်အလိုရှိရာစာနာလေးတွေပြေဝလာပါလိမ့်မယ်ဒါအပြင်အညံ့အခက်လေးတွေပြေပြောင်းအောင်အိမ်မှာရှိတဲ့ အဲတော့အဟောင်းတွေအပြက်တွေကိုရှာဖွေပြီးဆုံးပြမယ်တော့တွေမကောင်းရင်အမြဲတမ်းအစ်စ်လဲလဲမယ်အိမ်မှာမတုံ့တော့တဲ့တက်တာအဆုပ်ပြက်တွေပုံသားတာတွေရှင်အမြဲတမ်းဆုံးပြမယ်တချို့အိမ်ရှိတွေမှာတဲတွေပါတွေပုံသားတာတွေပါဆိုဖယ်ရှားရှင်းနေပြလိုက်ဒါဆိုတော့အညံ့တွေกินပြီးတော့ကောင်းတဲ့ကံတွေကအေကံမုတ်ချပိုးရေးကောင်းသွားပါလိမ့်မယ်အဘုဒ္ဓကုသာသမီအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းများဖြစ်ပြည့်စုံကြပါစေလို့ဆရာဆုမကောင်းတောင်းပေးပါတယ်